တနင်္ဂနွေနေ့မွေးသူအလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ရက်နေ့30ရက်နေ့အတွင်းကာလမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိပေရှင်သည်သူများနဲ့စကားများတတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်လူမျိုးခွဲကျိုးပေမယ်အရဝင်းမှာကောင်းသောသတင်းစကားကြားသိရမယ် ရတ္တနဲ့လှုပ်ပြန်လဲစတင်ရမယ်။ဝေကြီးကိစ္စပြောသမျှအစဉ်ပြေမယ်။အခက်အခဲအလုံးကိုကျော်လွှားပြီးတို့ရပြည့်စုံမယ်။ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေပြီးထိုးတက်နိုင်တယ်။တပါးသူနဲ့ကိုယ်နဲ့ကြာဖြစ်နေတဲ့ပြဿနာဟောင်းတွေကိုလုံးပြန်လဲဖြေရှင်းနိုင်လိမ့်မယ်။ကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်းပြောင်းလဲမှုနှင့်ခီးကိစ္စတွေအလုံးစင်ပြေဆောင်ရွက်စွာဆောင်ရွက်နိုင်ခြင်းကိုကြုံလိမ့်မယ် ၂၂ရက်နေ့မှာ အရာရာဆင်ပြေခြင်းခံကောင်းခြင်းကိုကြောက်မယ်။ယတ္တနဲ့လူတရားစာပြန်လည်စတင်နိုင်မယ်။၂၃ရက်နေ့ကငွေကြေးကံ၊လုပ်ငန်းကံ၊ဘဝကံ၊စီးပွားကံတုံးစုံတို့တဲ့မယ်။၂၄ရက်နေ့မှာအပြိုင်ဆိုင်ကြားမှာတို့တဲ့မယ်၊ကံမြင့်မယ်၊ဘဝတလန့်ဖွဲ့မယ်။၂၅ရက်နေ့မှာယာနောင်းစိတ်တွေများမယ်၊သူတော်ဘာပြဿနာ၊ကုပြဿနာဖြစ်တတ်တယ်။ အရှိရကိုဒီသွားစရာညရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းသွားလာနေတဲ့ you ဆက်ရမယ်။26နှစ်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။စုပေါင်းလုပ်ငန်းကျိုးပေးမယ်။လူလေးယောက်ဒုခီသွားခြင်း။ရှောင်းမကြောက်စင်းဝစ်ခြင်းကိုရှောင်းမ။အရှိတောင်ရကူဒီသွားစရာညရှိတတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆက်မယ်။ 29ရက်နေ့မှာခေါင်းစည်းကောင်းဆောင်ပြည့်ရဲ့ပဒံကောင်းတဲ့ရက်ဖြစ်တယ်။ခီးကံကောင်းတဲ့လူမျိုးခွဲအချိုးပေးမယ်ဘဝတည်လံပွဲမယ်။28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလျာရာဖြစ်စင်ပြေခြင်းတွတ်တဲ့ခြင်းတွေရှိ29ရက်နေ့မှာရန်တိုက်ခံများမယ်။ဆုံးဖြတ်ချက်မှာပြီးငွေကုန်စိတ်ပတ်လူပံဖြစ်တတ်တယ်။ 30ရည်နှစ်ရတော့အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ရည်ဝဲချက်အောင်မြင်ခြင်းတွေကိုအထူးတလည်းရရှိချိုးပေးနိုင်တဲ့အိမ်ဒီမှာကောင်းစေကောင်းချောပြည့်ရတဲ့အထူးဆင်ပြေတယ်။တပတ်တာတွင်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းချောပေးပြီးတော့တနင်္ဂနွေနေ့ပုတ်ထုနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ကတိကောင်းတွေဖြစ်ပေါ်တတ်တယ်။ အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးရမှာဖြစ်ပါတယ်နှစ်ခုကိုကနမြာအချိုးပေးပါတယ်အဖြူရောင်ပန်းဝင်လေးတွေဖျားကတ်တူပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါမယ်ခြေဆုတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ 20ရက်နေရနေ30ရက်နေအတွင်းမှာစီးပွားကံလုပ်ငန်းကံဘဝကံမြန်မာခြင်းအလို့ရှိအပြည့်စုံခြင်းဘဝဆင်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းတွေကြုံမယ်အလုံးမရှိသူလုပ်ရမယ်လုပ်ငန်းရှိသူတိုးတက်မယ်စမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအစဉ်ပြေမယ် အရဝေးရကောင်းသောသတင်းစကားကြားသိရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခံကြမှာဒီလေကြားရောက်နိုင်မယ်။၂၂ရက်နေရအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်။ 23ရက်နေ့မှာ ရှင်ပြန်မှုမသမျှအောင်မြင်မယ်ဘဝထွတ်တယ်မယ်ကံမြတ်ပါမယ်24ရက်နေ့မှာလူယုံဒုက္ခပေးမယ်လူလိမ်လူကောက်တွေ့မယ်ရံများမယ်25ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွားလာကြည့်ဆိုင်ရမယ်အဓိကအရှိရကိုဥတီသွားစရာညဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွားလာနေထိုင်ယူဆိုင်ရမယ်26ရည်နေမှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ချိုးပြတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းစကားတွေချိုးရမယ်အရှိတောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲကြာမှသွားလာနေတဲ့ယူဆိုင် 29ရက်နေ့ဟာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲစမ်းပွင့်မယ်လူချစ်လူငယ်ပေါ်များမယ်။ကောင်းစီကောင်းလျှော်ပြွေပဒံကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်။28ရက်နေ့မှာအယဝေးရကောင်းသောသတင်းစကားကြုံမယ်။ခရီးကိစ္စအဆင်ပြေမယ်။29ရက်နေ့မှာငွေကြေးလတ်လာပါကံထူကောက်မယ်လူရပြည့်စုံမယ်။30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့မယ်။ အခက်ခဲနဲ့ကြုံပြီးမှအောင်မြင်မယ်အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းချွတ်ပြည့်ရဲ့အနာရောဂါခင်ကျင်ချက်ပြည့်ထိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကိုရရှိမယ်ဒီကံလာတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ် နံပါတ်36ကိုကနိုင်နေချိုးပြတယ်အပြာရောင်ပန်းရောင်နေရောင်ကျသွေးရောင်တို့ကိုဝေပြီလို့ရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီဖွင့်နေသည်ဘုရားကတ်တို့ပြီလို့ရဆူတောင်းခြင်းမကြာခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဟေဂာနေဝေသူအားလုံးမင်္ဂလာပါ2025ဇွန်လ20ရက်နေ့နေ့30ရက်နေ့အတော်တွင်မှာ ဘဝအတွက်ရေးပါတဲ့ပြောင်းလဲတွေဖြစ်ပဲဥတီချက်စစ်တွေလောကံရမယ်နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံကောင်းခြင်းခံတဲ့တိုးတက်ခြင်းရှိမယ်အလုံးစစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေလည်းစတင်ခြင်းမှန်ကန်ပြီးတော့ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ် ဝေချေးပေးယူကိစ္စဒီမှာအစဉ်ပြေမယ်ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လမ်းပေါ်မယ်ဝေချေးပေးယူကိစ္စဒီမှာဖြစ်ပေါ်သော ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်မိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်မှန်မယ်လုပ်တဲ့ကိစ္စမှန်မြန်မာလည်းကြိုးပေးတဲ့ကံရှိ လူမျိုးကွဲကြိုးပေးမဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ ပေါ်ပေါက်နေတဲ့နေထာကိုရောက်ရှိပါတယ်20ရက်နေ့မှာရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေဖွင့်တဲ့ရီမန်းချက်သစ်ကို ရှေ့တိုးလှုပ်၍အထူးချိုးပေးတဲ့ကံနဲ့တလန်းဖွင့်တဲ့နေထာရှိပဲ23ရက်နေ့မှာရပိုင်ခွေဟောင်းနဲ့လက်ဝဲ ပြန်ရမယ်ဘဝတိုးတက်မယ်24ရက်နေ့မှာဝိသေးကံကောင်းမယ်လက်ဖွင့်မယ်လူရပြည့်စုံမယ် 25ရက်နေ့မှာအပြိုင်ဆိုင်ကြားတိုးတက်မယ်ငွေဖတ်မတင်ဘူးအသွာလာနေတိုင်းကျူးဆက်ရမယ်အရှိရကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနေ့9နိုင်တွင်သွာလာကျူးဆက်မယ်26ရက်နေ့မှာ လူပေါင်းမဆုံးဖြတ်ခြင်းမတတ်တဲ့ပြဿနာများတတ်တယ်ရှန်နေဒီနဲ့ရှင်ပြီးလောရတတ်တယ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင် အနည်းထူးများတဲ့ကာလဖြစ်တယ် ။တနေ့တာအရှိတောင်ရက်ကိုတည်သွားစရာနည်းရှိတော်လဲထူပြပြဆက်ရပါမယ်။29ခုနှစ်နေ့ရတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ရှိမယ်။28နှစ်နေ့မှာခီးကိစ္စအစဉ်ပြေမယ်။29ရက်နေ့မှာငွေကြေးကလတ်လာပါကံကောင်းမယ်30ရက်နေ့ကတော့အရာရာဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေရှိပါမယ်ထူးခြားချက်ကတော့ ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တဲ့အဲ့ဒီနေ့တိုက်ဆက်ပြီးကောင်းစေကောင်းလျှော်ပြုခြင်းစပင်းစတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွေးဆောင်မှုသတ္တိစီဝါကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကလုံးဖြစ်ပေါ်မဲ့အနေထားကို တွေ့ရပါတယ်တပတ်တာတွင်တနင်္လာနေ့ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်တလေးကိုကနေ့နေ့ကျိုးပေးတဲ့အဝါရောင်လေးမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင့်ကြီးနေကြုံမယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါမယ်ဂျေဇုတင်ပါတယ် ဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ဇွန်22ရက်နေ့30ရက်နေ့တော်တွင်မှာအပြန်ဆိုင်ကြမှတိုးတက်မယ်ကောင်းသောနာမည်ကြော်ကြားခြင်းနဲ့တန်လန်းပွင့်ခြင်းရှိမယ်ကြီးမားကြအောင်မြင်မယ်ငွေဖတ်မတည်ဘူးရှင်ပြန်မှုအောင်မြင်မယ်ပညာသင်တန်းကောင်းမယ်အလုံးကြီးမားချက်တိုးချဲ့၍ကောင်းသောကျိုးကျေးဇူးရရှိမယ် ဝေကျေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သော ပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်နေပေကာလရှိကြဆိုင်းငံ့ထားတဲ့လူတွေကိုလုတ်ခဲ့ပြီးမှ အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုတစင်ပြီးတစင်ရရှိနိုင်ပါれ၂၀နှစ်နေမှာအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘဝတိုးတက်မယ်၂၃ရက်နေမှာရံပတိပက္ခိုင်နဲ့ထိတိုက်တွေ့မယ် 24ရက်နေ့စူပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်ထောက်ကူရမယ်25ရက်နေ့မှာရန်တိုက်ခံများတဲ့တဲ့အရှိယဥတီသွားစရာနေရှိတဲ့တဲ့မနေ့ခုနိုင်ခွဲနဲ့9နိုင်တွင်သွားလာကြည့်ဆက်ရမယ်လူမျိုးခွဲကြိုးပမ်းတဲ့26ရက်နေ့ကတော့ရာရာစင်ပြေခြင်းခံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်သို့တော့ညနေ3နိုင်နဲ့4နိုင်ခွဲတွင် အရှိတောင်ရကုတီသွားစဉ်ကယူဆဲပဲ29ရက်နေ့ရံများပဲတိုက်ခတ်များပဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပဲအဲ့ဒီကခေါင်းစည်းကောင်းဆိုရက်ကောင်းဖြစ်တယ်28ရက်နေ့မှာ ဆုံးဖြတ်ချက်မှန်ပဲအရာရာဆင်ပြေမဲ29ရက်နေ့မှာ ပြဿနာနှမျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရက်နေ့လက်ပွင့်ချင်းကံပွင့်ချင်းခေါင်းစည်းကောင်းဆိုရက်ကောင်းနဲ့ဂျုံချင်းစူပေါင်းလုပ်ငန်းဂျိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုဂျုံတွေ့ရမှာဖြစ်ပါလေ ဒီကံလအတော်တွင်မှာတတင်းလာနေသောဇာနေငါနေမွေးသူတွေကိုယ်တွက်ကောင်းကျိုးပေးတယ်တင်းကနေဗုဒ္ဓမွေးသူတွေကိုယ်ဒုက္ခပေးတတ်တယ်နေ့လေးကိုကနန်းနေကျိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင် တို့ကိုသုံးပြီးအလုံးရှိရကိစ္စများဆောင်ရွက်ပါ ကောင်းသောကံကြမ္မာများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါ ထူးခြားစွာကောင်းလာပါမယ်ကျေးဇူးတင်ပါကြာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ22ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘဝတိုးတက်မယ် ရှင်မကြအောင်မြင်မယ်နာမည်ကျော်ကြမယ်ကိုလို့သမျှလူသိထင်ရှားဖြစ်မယ်ကို့ဘာမှလူများအာယုံစူးဆိုင်နေလိမ့်မယ်အပြိုင်ဆိုင်ကြတိုးတက်မယ်ငွေကြေးတော့အဖက်မတင်ဘူးသုံးဆွဲလူစိတ်တွေတဖွာဖွာပေါ်ပေါက်နေမယ်စူးစားမှုတဲ့သုံးဆွဲဖို့ကိုဦးစားပေးပြီးတော့စိတ်ကူးတဲ့ဖြင့်စုထားတဲ့ပိုက်ဆက်တွေကယူပြီးတော့သုံးပြတ်တတ်တယ် ငွေကြီးအပေးယူကိစ္စတွေမှာလည်းအငင်းပွားတတ်တယ်အလုပ်ဖို့ကိစ္စပေါ်တွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာဆောင်ရွက်သမျှထိုးပေါက်ပြီးအောင်မြင်နိုင်တဲ့ကံကြိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ်အလုပ်သမျှရည်ရွယ်သမျှအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်23ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်ပြီးရင်ထူးထူးခြားခြားတိုးတက်သွားမယ်၂၄ရက်နေ့ကစမ်းပွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သောကောင်းသတင်းကြားသိရမယ် 25ရက်နေ့မှာလူမျိုးခွဲအကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်သွာလာနေတဲ့ကူးဆက်ပဲအရှိရကုန်တည်သွားစေနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သွာလာကူးဆက်26ရက်နေ့မှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်ခဲဖြစ်ရှင်းနိုင်မယ်ဒါပေမဲ့မတော်ဆနေကိုအရှိတောင်ရကုန်တည်သွားစေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သတိထား29ရက်နေ့ ရံကိုဖြစ်နေရတတ်တယ်။၎င်းနေကိုပฏิပက္ခတွေနဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်။၂၈ရက်နေ့ဆုံးဖြတ်ချက်မှန်တဲ့ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲဖြစ်ရှင်းနိုင်မယ်။၂၉ရက်နေ့မှာတပြိုင်တည်းထဲတစ်ခုနဲ့မကတဲ့လို့တွေလှုပ်ပြီးတိုးတက်မယ်။၃၀ရက်နေ့လို့သမျချောမွေခြင်းအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနေကြုံမယ်။၂၉ရက်နေ့30ရက်နေတည်းဟာ ခေါင်းစည်းခေါင်းလျှော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာစပင်းပုံစံပြောင်းလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးတတ်တယ်တလီကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ဝင့်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ ကောင်းသောကံကြမ္မာများရစေရန်လို့ကအိနိဘာမှာ ရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။သောကြာနေမွေးသူအလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာထူးခြားတဲ့ကံပြောင်းလဲတွေတိုးတက်မှုတွေရှိတယ် အရဝေးနဲ့ဆက်ဆက်ပြီးလှူတာဂျိုးပေးမယ်ခီးကံကောင်းမယ်သူမျိုးပဲဂျိုးပေးမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလှူရတာတွေဂျုံတတ်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့အကျိုးပေးခြင်းတွေကိုရရှိမယ်ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့နေသားရှိတယ်ဝေးကြီးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာကောင်းသောကံ ပေါ်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပေးမယ်ရန်တိုက်ကံနဲ့ရှင်ပြီးလှုပ်တဲ့ကိစ္စတွေမှာကောင်းသောကံနဲ့တလန်းနဲ့ပွင့်ပြီးတော့အရာရာဆင်ပြေသောနေထားတွေတဆင်ပြီးတဆက်ဖဏိယရှိသွားမယ်20ရည်နှစ်မှာခီးကံကောင်းမယ်ပြောင်းလဲနေပတ်သက်တဲ့ကံကောင်းမယ်23ရည်နှစ်မှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီစဉ်ဆောင်ရွက်ဆင်ပြေမယ်24ရည်နှစ်မှာ ရန်တိုက်ခံနေတဲ့ရှင်ပြီးမှ အလိုပြည့်စုံခြင်းကိုကြုံမယ်25ရက်နေ့မှာလူယုံဒုက္ခပေးရတဲ့ငွေချေးလုပ်ငန်းစီးပွားကောင်းမယ်အသေးစားထိခိုက်မှုတော့နည်းနည်းကျူးဆက်ရမယ်အပြိုင်ကြားမှာတိုးတက်မှုကိုဖန်တီးရမယ်အဲဒီ25ရက်နေ့မှာအရှိရကုန်တည်သွားစဉ်အနေဖြစ်တတ်တယ် မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင်သွားလာကြည့်ဆက်ရမယ်တစ်ဆယ်ချောင်းရဲ့နေရာအရာရာဆင်ပြေသောနေထားရှိလေကစားလူလေးယောက်တူခီသောရန်နေဖြစ်တတ်တဲ့အပြင်အရှိတောင်ရကူတည်သောရန်နေရှိတတ်တဲ့ညနေ၃နိုင်နဲ့၄နိုင်ခွဲတွင်မှ အသွားလာကြည့်ဆက်ရမယ်၂၉ရက်နေ့မှာခေါင်းစည်းကောင်းစွာပြုရေမတန်ကောင်းတဲ့ စိတ်ချမ်းသာခြင်းကံကံကောင်းခြင်းအနာရောဂါကင်းခြင်းရှိမယ်။အရာရာစင်ပြေသောကံတွေလည်းပေါ်မယ်။နဆက်ရှိရနေမှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။နာမည်နဲ့ကောင်းတဲ့င်းကိုကြော်မယ်။နဆက်ကိုရနေရရန်ကိုများတတ်တဲ့ပြဿနာများတတ်တဲ့အတိုက်ခံနေတဲ့ရှင်ပြီးတော့အပ်တဲ့30နှစ်ရတော့လူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းရှိမယ်။ မိကောင်းဆွေကောင်းထောက်ကူတွေလည်းရရှိမယ်။ကောင်းစီကောင်းလျှော်ပြုခြင်းဆောင်ရွက်၍ကောင်းသောကျိုးဆက်ရရှိမယ်။တပတ်တော်ကာလအတော်တွေမှာဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူများကောင်းကျိုးပေးတယ်။တနင်္ဂနွေ တန်းတာမွေးသူများဒုက္ခပေးတတ်တယ်။တင့်ငါကုက္ကဏနေကျိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။ အစိမ်းရောင်ဖဲကြိုးစားကိုမင်းသားသားပြန်ပြီးလူနဲ့ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်တွင်မှာရန်တိုက်ခတ်များမယ်စိန်နောက်ဆက်များမယ်မတော်ဆထိခိုက်မှုတွေကယူဆရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းရံများခြင်း ပฏิပက္ခနဲ့စိန်အောင်စစ်တွေကိုထိတိုက်တွေ့ရခြင်းဖြင့်ရှိတတ်တဲ့ဝေဝင်ပြန်ထွက်မမြဲအပြန်တိုက်ခတ်နေတဲ့ကြုံခြင်းဖြင့်ရှိတတ်တဲ့နစနီယနေ့မှာရံများမယ်ပစ္စည်းတွေအပျက်စီးပျောက်ရှာတွေများတတ်တဲ့23ရက်နေ့မှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ် 24ရက်နေ့ဟာငွေကြေးပြန်ကောင်းမဲ့တပ်ဖွဲ့မဲ့လူရပြည့်စုံမဲ့25ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်တော်ပြီးတော့ဘဝတိုးတက်မဲ့26ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မဲ့စူပေါင်းလုပ်ငန်းကျိုးပေးမဲ့ဘဝတိုးတက်မဲ့2029ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမဲ့လူမျိုးဘဝကျိုးပေးမဲ့28ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မဲ့ မိကောင်းဆွေကောင်းထောက်ခူရမယ်26ရက်နေ့မှာအတူမင်္ဂလာကိစ္စတွေပံဝင်ပတ်သက်ရတဲ့အရာဝေးနဲ့ဆက်ဆက်ပြီးချိုးပေးတယ်စာရွက်စာတမ်းလည်းပြောင်းလဲတွေ့စရီထားမယ်26ရက်နေ့မှာအရာဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းတွေချုပ်မယ်30ရည်နေရတော့တိုက်ခါအောင်ကိုကြော်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့ ကံမြမမှုတွေကို ရရှိပဲဒီကလအတွင်းမတော်တဆတိကဲမှန်ရဖြစ်တတ်တဲ့ရနေ့ရရှိတယ်ဂျူလ25ရက်နေ့နဲ့26ရက်နေ့တို့ဖြစ်ပါတယ်25ရက်နေ့ဂျူလမှာအရှိယကိုတည်သွားစေတဲ့ဖြစ်တတ်တဲ့ဘနဲ့ခွန်နိုင်ခွေးနဲ့ကိုနိုင်တွေသတိထားပါဂျူလ26ရက်နေ့မှာ ရှေးတောင် ရကုတ်တည်သွားစေတဲ့ရှိတတ်တဲ့ ယနေ့သုံးနိုင်တဲ့ဒေနိုင်ခွဲတွင်သတိထားမယ်။ကောင်းစီကောင်းလျှော်ပြရဲ့ရက်၂ရက်ရှိတယ်။ဇူလ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တယ်။အဲ့ဒီဒီမှာကောင်းစီကောင်းလျှော်ပြခြင်းနောက်သပင်ပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံကြုံမယ်။ဇာသာပတိနေ့သောကြာနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိန်တော်ဆက်တည်ဖြစ်လိမ့်မယ်36ကိုးကနဲ့နေချိုးပေးတဲ့အနီရောင်ပန်းရောင်ကျသွေးရောင်တို့ကိုသုံးပါကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းပွင့်ဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတည်ပါ